အမှန်တရားပြန်လဲသူများအားလုံးမင်္ဂလာပါကြနော်ဒီနေ့ကျွန်တော်အမှန်တရားလေးတွေနည်းနည်းရှားပြမယ်ပထမဆုံးအနေနဲ့ဒီ KNU ကပျော်ခွင့်ရနော်ဘဒိုဆိုတာနည်းနဲ့ပျော်ခေးတဲ့ဒီမင်းအောင်လည်း passive အကျံ passive တက်ကိုအပြုတ်တိုက်လို့မရနိုင်ဘူးဆိုလို့ပြောဆိုတဲ့စကားဘာဖြစ်လို့ပြောတယ်ဆိုတော့ကျွန်တော်ရှင်းပြမယ်နောက်တစ်ခုက TNN ကတာပုံကျော်ကိုတည်င်းစကားပြောရှင်းတယ်နောက်တစ်ခုက MNDAA လို့ခေါ်တယ်နော်ကိုကန်တက်ကနေပြီးရင်ဒီ ချင်းမြို့မှာရှိတဲ့တိုင်းသားတွေကိုဖက်ရှင်နေဘူးကိုကျွန်တော်ပြောမယ်ဒီနေရာမှာပြောလို့မရဘူးဒါကကျွန်တော်ကစကားပြောလို့ဆိုဘယ်လိုပြောချင်တာမဟုတ်အမှန်တရားပဲပြောချင်တာပြတော့ကျွန်တော်တင်ထားတာဟုတ်လားအမှန်တရားတင်ပြမလို့ရေးထားတာအမှန်တရားပဲပြောမယ်အဲ့တော့ပထမဆုံးအနေနဲ့ဒီ KNU နဲ့ NUG အကြောင်းကိုဆက်ပြောရမယ်ဆိုလို့ရှိရင်တော့ဘဒိုဆော့တာနီးပြောခဲ့တဲ့စကားကိုပြောမယ်ဆိုလို့ရှိရင် NUG မပါလို့မရဘူးဗျနော် NUG နဲ့ KNU ဘလို့ဘာတွေဖြစ်နေတယ်လဲအဲ့တော့ဘဒိုဆော့တာနီးကဘာဖြစ်လို့နော်ဒီ မေအောင်လာရဖက်စစ်အချက်ဖက်စစ်တက်ကိုပြုတ်ဖတိုက်အောင်တိုက်ဖို့မလွယ်ဘူးဒါပေမဲ့လက်နဲ့ကင်ပီးပေါ့နော်ဒီတော်လင်းဆဲလုံးနေမှာဘာဖြစ်လို့ပြောထောက်တာလဲဒီစကားကိုကျွန်တော်ရှင်းပြမယ်ပထမဆုံးအနေနဲ့ပထမဆုံးအနေနဲ့အဲ့ဒီစကားမပြောခင်ဘာဖြစ်လဲဆိုတော့ NUG မှာ NUG ကပေါ့နော်ဒီ KNU ဘက်မှရှိတဲ့တက်တွေနဲ့စကိုင်းတက်ဘက်မှရှိတဲ့တက်တွေလေးဖို့ပေါ့နော်နေရာရှင်းဖို့အတွက်ကြိုးစားတယ်အဲ့ဒီချိန်မှာစကိုင်းတက်ဘက်မှရှိတဲ့တက်တော်တော်များများကနေပြီး NUG အောက်ကနှုတ်ထွက်သွားတယ် NUG လည်းအောက်မှရှိနေရင်နှုတ်ထွက်သွားတယ် အဲ့တော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ KNU ဖက်မှချိနေတဲ့နော် PDL လေးတွေပေါ့နော်ဒီ2023မှာလက်နဲ့ကြကြတဲ့မာလူငွေလေးတွေဟာပထမတော့ NUG ဒီ NUG နဲ့ KNU ကထင်ကြည့်တယ်နော် KNU ကဟုတ်လားဘာပဲဆိုဆိုဒီတော်လိုင်းကြီးမှာအင်တာအားလိုက်ပါဝင်မလားဆိုပြီးဆိုတော့ချင်းချင်းပြောမယ်ဆို KNU ကလူမရှိဘူးကျွန်တော်ပြောပြီးသားကျွန်တော်အရင်လည်းပြောတယ်ဒီကိစ္စတွေမှာ KNU ကလူမရှိဘူး ဟိုမှာတဖွဲ့400ဒီမှာတဖွဲ့300ဒီမှာတဖွဲ့250ဒီမှာတဖွဲ့100ရောက်အဲ့လိုအဖွဲ့ကစင်းကလေးရနဲ့နော်ကေယူလည်းအောင်မရှောက်ဘူး तू तू တဖွဲ့ကိုတဖွဲ့ဘိုးတူအကုလုံးဘိုးလုံးနေကြတာနော်အဲ့ဒီအဖွဲ့ကိုစူးစိဖို့တော့ KNU မှာအရေးရှိမရှိဘူးမသိဘူး तू ကတော်လည်းအေးမှာဟုတ်လားနေ့ခုနှစ်ဆယ်ချစ်စေဘိုးကြီးပြောပြမယ် तू မှာတကယ်ပင်ကိုအရေးရှိမရှိဘူးဒါအမှန်တရားပဲနော်ပုံများလက်ထဲမှာဘယ်လောက်ထိကောင်းခဲ့တယ်လဲ နော်ကျွန်တော်စောပေါင်းကြီးကမမြင်လိုက်ပါဘူးသိလည်းမသိလိုက်ဘူးဒါပေမဲ့ပုံပြောင်းလက်ထက်ကျွန်တော်မြင်တယ်ပုံပြောင်းလက်ထက်မှာပြင်သစ်ကခြေစားစေးသားတွေကိုခေါ်ပြီးရတော့နော်ကဲအဲ့ထဲမှာထားခဲ့တာခင်ဗျားမသိရလို့အများကြီးရှိမှဒီကိစ္စတွေကိုအဲ့ဒီမှာဘာစစ်တမ်းနဲ့တိုက်ပွဲတွေဖြစ်လို့နော်ကဲဒီကဲယူမှာဒီခြေစားစေးသားတွေတည်တဲ့အလောင်းတွေအဲ့လိုဘမစစ်တမ်းကဖမ်းမိတဲ့စေးပို့တွေကိုပုံပြကျန်စရထိုးတဲ့ရာဇဝင်တွေကျွန်တော်အများကြီးသိတယ်မပြောချင်တာပဲရှိတယ်ပြောချင်တာကပုံများလက်ထက်အမှဆိုတော်တော်ကောင်းခဲ့တဲ့ကိစ္စကြီးပါဘာမှစစ်တက်လက်တော်တော်ကြောက်တယ် ို့ဆိုလည်းပုံများတော့ဟုတ်လားဒီနောက်ပဲနောက်ရှောင်းပါဗျာဒီ KNU ကနေပြီးအရေးပါပါအရာမျိုးတွေနေရာတွေရောက်တော့ပါဗျာအသက်ကြီးလာတော့အဲ့ဒီရှိမှဆိုလို့ရှိရင် KNU ကစကားဆန်းတဲ့ဒီမြန်မာစစ်တပ်လို့ခေါ်တဲ့စစ်တပ်နဲ့ပေါင်းပြီးရေဘယ်လိုပြောမလဲစီဘွိုင်းလှုပ်ရှားနေတာကြာလာပြီတနေ့တိုင်းတိုင်းမှာဟုတ်လားစီဘွိုင်းလှုပ်ရှားတာကြာလာပြီအဲ့တော့သူတို့ကနိုင်ငံရေးလုံနာမဟုတ်ဘူး သူတို့အခွေးစီးမှာတော့သူတို့ရဲ့ပတ်သက်တဲ့ပတ်သက်တဲ့လူတွေကစစ်တင်းနဲ့ပေါင်းပြီးစီးပွားရေးလုံးလုံးနေတော့အချင်းချင်းကတချင်းချင်းကအင်းကအကြီးဆုံးဖြစ်တဲ့ KNU ကအစိမ့်စိမ့်ပေါ်မှာခွေးပြီး DGPA ခွေးအာ TNA အမျိုးမျိုးခွေးပေါ်တာပေါ့ဗျာဟုတ်လားအဲ့တော့ခွေး DGPA ခွေးတာမှလည်းခင်ဗျားတို့ရှိသေးတယ်အဲ့ဒီမှလည်းရာဇဝင်ရှိသေးတယ်ဘာဖြစ်လို့ DGPA ဘုရားဝါသာဟုတ်လားဒီကင်းကင်းခွေးထွက်တော့တယ်ဆိုရှိတယ်အမိုင်ရှိသေးတယ်အဲ့ဒီမှလည်းနော်ခရစ်စမတ်ပွဲဒီမှာဆိုရင်ဒီခရစ်ယာန် ဒီလက်နဲ့ကြိုက်ပေါ့နော်ဒီကရင်ရွာလူတွေကပွေကြတဲ့ပါတီပွေတွေဖြစ်တဲ့အတွက်ဆိုအနာဒီတဲမှာအနာယူတယ်ဟုတ်လားအဲ့ဒါမျိုးတွေပေါ့ခွင်းရတယ်ပေါ့ဗျာချင်းပြောမယ်ဆိုရင်လိုရင်းတိုချင်းပြောမယ်ခွင်းရတယ်အဲ့ခရီးရနဲ့ပတ်သက်တဲ့ပွေတွေဆိုရင်သူတို့ခွင်းရကြတယ်ဘုရားဘာသာတော့ပွေတွေနဲ့ပတ်သက်ပြီဆိုလို့ရှိရင်ဘုရားဘာသာခုခွေးလူတွေတော့ပွေမရဘူးဒါစစ်တက်တစ်ခုပြတဲ့လက်နဲ့ကြိုက်ဖြစ်တဲ့အဲ့လိုမျိုးကြောင့်တော့နောက်ဆုံးကြခင်ညွှဲလို့ရသွေးထိုးပို့ပြီးသွေးထိုးပေးမှုနော်လေကျုပ်ဆရာတော်ရဲ့ဆရာတော်ရဲ့ဩဒီဩဇာတွေကြောင့်ပွဲသွားတာဒါချင်းချင်းလေးပဲ နော်အဲ့တော့ခရီးအိမ်မှာဘာအင်းအောင်မရှိဘူးချင်းချင်းပြောမယ်ဆိုရင်အဲ့တော့ခရီးအိမ်မှာအင်းအားချီးဖို့လို့နေနေလှုပ်လိုက်ဒီလက်ရှိဒီအချမ်းဖက်စစ်တပ်အဲ့ဒီပေါ့နော်မြန်မာစစ်တပ်ပေါ့အဲ့ဒီမြန်မာစစ်တပ်နေပြီးရင်ဟလာအဲ့ဒီဂီဘင်းနဲ့ပေါ့ချေမှုန်းလိုက်နေခရီးကခွေးဖြစ်တော့ဖြစ်ဖြစ်နေတာအဲ့ဒီတော့ထားလိုက်ပါဒီကိစ္စမှာနော်အဲ့တော့ခရီးအိမ်မှာချင်းချင်းပြောမယ်ဆိုလို့ရှိရင်ဟိုတစုတူဒီစုနဲ့အင်းအားလက်ရှိတာမဟုတ်ဘူးလုံးလည်းမလုံးနိုင်ဘူးမတိရလူတွေကပဲအာခင်ယာယူဟောလာဟုတ်တလားထင်တာဒီမှာခင်အိမ်မှာဘာအရာမှမရှိဘူး အဲ့တော့ဒီ2021တော်လည်းရောက်တော့မြန်မာလူကအများကြီးရောက်တဲ့အချိန်မှာ तू ကအဲ့ဒီအချိန်မှာဟာကခွင်းကောက်ယူပြီးနော်စကားဆောက်တိုက်တာမြန်မာလူတွေကလည်းကေယူလာဝင်ပြီဆိုပြီးတဖွေးရမဟုတ်ဘူးဟုတ်လားဒီပိုတာဘို့ဟိုမှာတဖွေးဒီဟိုဒီလက်ပြက်နဲ့နော်ဒီဆော့အေးရောပိုစဲအဲဆေးဝတ်ဖို့မှာတဖွေးဟိုမှာတဖွေးဒီမှာတော့အဖွေးနဲ့တော့လူတွေကဟိုမှာ200ပါလိုက်ဒီမှာ300ပါဒီမှာ400ပါလိုက်နဲ့ တောက်တစ်ဖွေဖြစ်နေတာအဲ့ဒီအဖွေလေးတွေကို NUG ကနေပြီးရေပေါ့နော်သူသူရဲ့လက်အောက်ခံအဖွေစီးတွေဆိုပြီးပြောပြီးရေအဲ့ဒီအဖွေတွေကိုကထောက်ပံ့နေ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 လောက်တာပေါ့ထောက်ပံ့နေနေနေထောက်ပံ့တယ်တပိပါအဲ့ဒီသူတို့ဖြစ်ရင်ပြောမယ်သူတို့အဖွေစီးရအောက်မှာရှိတဲ့ပုံစံမျိုးဟန်ပြတာပေါ့ဒီတော့အဲ့ဒီမှာရှိတဲ့လူငွေတွေကတကယ်တိုက်ပွဲလောက်လာတဲ့အချိန်မှာနော်တိုက်ပွဲတော့စခန်းလေးတော့သိမ့်ပါတယ်စခန်းလေးကတော့မသိမ့်တာမို့သိမ့်ပါတယ်သူဆိုလေဒီဖက်မှာရှိတဲ့တော်တော်များများတော်နေအဖွေတွေကခွင့်မြောက်ပြဒီနည်းမနဲ့ပြပေါ်လာတဲ့ရှင်း brother နဲ့အဖွေတော်မျိုးပေါင်း၄၅၆မျိုး9မျိုးသိမ့်လိုက်တယ်ဆိုတော့မဟာမေကောင်းကောင်းနဲ့ပေါ့နော်ကြရမှလည်းအဲ့လိုသိမ့်လိုက်တယ်ဆိုတော့ဒီဘက်ကသူတို့လည်းသိမ့်ရှင်တာပေါ့ဒါပေမဲ့ KNU ကဘာလုပ်လို့မရဘူးသူတို့ကဟိုတစုတည်းစုနဲ့ဆိုတော့လူမျိုးတွေစိတ်ပြက်လာတယ်အဲ့ဒါကိုသိတဲ့အတွက်နဲ့ KNU ကနေပြီး NUG နဲ့နှီးတယ်ဒီပြဒီကောင်တွေကငါတို့နေရွှေ့မယ်စကိုက်တိုက်ဖက်လူတွေကိုပြန်သိမယ်စပိုက်စကိုက်တက်ကလူတွေကတော့ဒီအကြောင်းတွေမသိသေးဘူးဆိုတော့တဲချိန်ပဲပေါ့ပြန်လုတာဒါပေမဲ့စကိုက်တက်ကောင်တွေကဒီသတင်းနဲ့ကြားပြီးသားအဲ့တော့မလုံနိုင်ဘူးဆိုပြီး NUG လည်းထွက်သွားတာ အဲ့တော့ဒီစကိုင်းဒီဒီဟိုမှာချင်းပြောမယ်ဆိုဒီကယ်ယူလာအောင်မှရှိတဲ့ဖွေးစီတွေကလည်းတိတ်မကြိုက်ဘူးတိုက်တာတိုက်နေရတယ်နော်အဲ့လိုဖြစ်နေတာအဲ့တော့ NUG ကနေပြီးပထမဆုံးပြောလိုက်တာ ਨੇ NUG လည်းကခွေထွက်တော့ပါတယ်ဆိုပြီးအသင်ထွက်လာတယ်နော် energy လောက် PDF ခွေးတော့တယ်အထွေခွေးတော့တယ်သူတွေကလည်းနော်ဒီ landed ပြန် test asset ပြခရမေပါညာဒီဘုကျွန်တော်ခပြောပြီးဒီစကားတွေအများကြီးပြောချင်ဘူးနော်အဲ့ဒီတော့အဲ့လိုမျိုးလုပ်တဲ့ energy ကဆိုတော့ဘာဖြစ်လို့ဆိုတော့အဲ့လိုပဲ ကင်ရီဖတ်ချီတဲ့ဒီ PDL LED ရဲ့နော် PDL LED ကခန်းစားချက်ကပွင့်လာတယ်ဟာသူတို့တကယ်လုပ်ချင်တာကနော်ဇာကစားတိုင်ပြီးမျိုးသိမ့်နေမျိုးတွေသိမ့်ပြီးဇာကစားနဲ့ပတ်သက်တာတွေကိုချိန်မှုချင်တာသူတို့လည်းသူတို့ကဟိုစကန်လေးနေနေဒီစကန်လေးနေနေလူအုပ်သူကလူစုကဟိုကွေးဒီကွေးလေအခုညာက just step for မြန်မာဆိုလားလားအဲ့ဒီကိုဆွေးတဲ့အုပ်စုတွေခင်ဗျာကြည့်လိုက်လူရောက်56 60 90နဲ့ဒီ gaming မှာသွားပို့ပေါင်းလာအဲ့အဲ့လိုမျိုးတွေပေါ့နော်ဖြစ်နေရတာအဲ့ကြောင့်သီးလို့ KNU ကနေပြီးရင် တက်ချင်းပဲလူပြောရမလဲဒီဘက်ကလေးတွေကနော်ဒီငါတို့လည်းပူပေါ်လာစိတ်ထိပ်မှာသူတို့လည်းတိတ်မတင်မကြားဖြစ်နေတယ်အဲ့တော့ဟိုဘက်မှာသိတဲ့လူတွေခေါ်ပြီးတက်ချင်းမလုပ်တာဟိုဘက်ကတော့ကြားပြီးသားအဲ့တော့ no ဆိုပြီးခွေထွက်သွားတယ်အဲ့လိုခွေထွက်သွားပြီးတိတ်မကြားခင်မှာပဲဟိုအရိကန်ယူကပြောခွင့်ရဘယ်လိုဆော်တော်နေကတတိယချင်းလိုက်မှာပြောတယ်ဟုတ်လားမြန်မာစစ်တပ်ကနော်ဖက်စစ်အကျဉ်ဖက်စစ်တပ်ကအမြင့်ပြတ်တောက်လိုက်မှမလွယ်ဘူးတော့အတန်ထွက်လာတယ်ဒါကိုချင်းချင်းချင်းအားဖြင့်နော် ဒီ NLU နဲ့ KNU ဟာဘာမှကိုမသိနားမလည်မလုံးနိုင်တဲ့အဖွဲ့အစည်းတစ်ခုစားဖြစ်တယ်အဖွဲ့အစည်းနာမည်ခေါင်းဆောင်ခင်တာနော်သူလည်းအောက်မှာရှိတဲ့လူတွေကတကယ်ဖြစ်မဟုတ်ဘူး NLU ဒီမှာလည်း NLU လည်းအောက်မှာရှိတဲ့ပါတော်လို့ဆိုတာလည်းခင်ဗျာအခုကြည့်တာအခုထိပြည်သူလူထုရဲ့အခြေကုန်မရဘူးပြည်သူလူထုရဲ့အမှုတရားတွေပဲရနေတာပြည်သူလူထုရဲ့လက်မခံနိုင်တဲ့အတိုက်အတန်တွေလုံးနေရတဲ့အတွက်နဲ့ KNU မလည်းအတိုက်ပဲ KNU မလည်းထိပ်ပိုက်ကောက်ဆောင်တွေကအော်ရှင်တို့အော်နေတာအောက်မှာလည်းအောက်ငွေသားတွေဖြစ်ရှင်တို့ဖြစ်နေတယ်ဆိုတော့ နော်ဒါ NUG နဲ့ KNU ရဲ့အပိအယူမပြတ်တမှုတွေအောက်မှာခင်ရတာကဒီ PDF လူငွေလေးတွေပေါ့နော်ဘာဘာပြန်တဲ့လူငွေလေးခင်ခရရတာအဲအကြောင်းဒီ NUG လည်းအကခွေထွက်သွားတယ်ဆိုတာအဲ့ဒီအကြောင်းပါတယ်နော်အဲ့လိုပဲအခုဒီဘဒိုဆော့တာနီးနော် KNU ကပြောပြောခွင့်ရလူကပြောတာလေအဲ့ဒီအကြောင်းကြောင်းပြောတာသူကလူအင်းရမရှိမရနိုင်တဲ့တွင်းနဲ့နော်အပြစ်တော့မှအပြစ်တိုက်ဖို့မလွယ်ဘူးပေါ့ညီကပြောခင်တာပဲစစ်တပ်ကိုဖြိုပလိုက်မယ်တော့ပလိုက်မယ်တင်းပလိုက်မယ်အခုမှဒီတဲ့ဘာပြောလဲခုနကကျွန်တော်ရှိုင်းပြတာ တက်တည်အပြောင်းလဲလို့လို့မရဘူးဒီဖက်မှာချီတဲ့လက်အောက်မှာချီတဲ့လူတွေကလည်းတစုဟိုတစုဒီတစုနဲ့ဟိုကောအောက်မှာရောက်တရားနေရဒီကောအောက်မှာရောက်တရားနေရအဲ့လိုရောက်နေတဲ့တွင်းနဲ့စုစုမလုံးနိုင်ဘူးစုစုနေတဲ့အစီရှင်းမရှိဘူးဗျာဟိုဘာတက်စကတဲ့မှာချီတဲ့တက်ခေါ်တော့လေစကတဲ့တိုင်းဘက်မှာချီတဲ့တက်တည်ကဒီအချောင်းလေးကြားလို့ sorry ပဲဆိုပြီးရင်နောက်ဆုံးအန်ယူဂျီအောက်လက်ကခွေထွက်သွားတယ်မဟာမင်းကတော့နောက်ဆုံးရခုအဒီနော် your pdf လို့ခေါ်မှာပေါ့နော်အဲ့ဒီအဖွဲ့ကခု your pdf ဖြုတ်ပြီး your သီးသက် your အမီဆိုပြီး your တက်တော့ဆိုပြီးတည်ထောင်တာကိုကျွန်တော်တွေးရတယ် အရင်ကဒီအနုပြလက်ဝဟာတွေပေါ့နော်အများကြီးပါပဲဒါဒီမဲ့အခုတနည်းအားပြောတော့လေပေါ့နော်နိုင်ငံတကာနဲ့ပြည်သူများသူ့ဆိုတဲ့ဘာလဲနေပုံလဲဆိုတာမသိဘူးအဲ့ဒီကောင်ပြောတော့တာကိုတွေ့ရတယ်ဟုတ်လားသူတို့စီမှာဟလာအဖွဲ့အကြောင်းဖို့အတွက်သူတို့ဒီအနုပြလက်အောက်မှာအမှုထမ်းဖို့အတွက်စရင်ပေးထားတဲ့အဖွဲ့ဒီ PDF အဖွဲ့စီတဲ့ local PDF အများကြီးရှိပါတယ်လေအဲ့လိုဘာညာနဲ့ပေါ့ပြေးတော့တာပေါ့ကြီးတော့ကြီးစရာကောင်းတယ်လားပြောတော့ပြောနေတာပဲဟွန်း ပကြပကြကျွန်တော်ပြောပါတယ်အချင်းရှိတိုင်းဟုတ်လားနိုင်ငံတကာနဲ့ပြည်သူပြည်သူတို့နိုင်ငံတကာပြည်သူမြတ်စုတို့ချောက်ချောက်ပြောနေတာဘာမှလည်းအယူချင်းရှိတာမဟုတ်ဘူးလုံးနဲ့ကနေရတယ်ဟုတ်တယ်မဟုတ်ဘူးနော်ခင်ဗျာပြန်လေးနေတက်တက်ရောက်လာပြီ NUG ကလုတ်ထားတဲ့ဒါငါတို့လုတ်တာပါငါတို့အကြောင်းဒီဒီမျိုးဒီနှမျိုးသုံးမျိုးလေးမျိုးငါတို့သိမ်းထားပါပြီဆိုတော့အကြီးချင်းလောကခုမပြနိုင်သေးဘူးပြပြနိုင်ပါလေစကတ်တေးတွေပေါ့ခင်ဗျာပမာချင်းချင်းတက်ဖို့လိုက်နေကြတယ်အာနာဒူဘီနော်တတ် အနေနဲ့ KNU ရဲ့အပိယူမတရားကြောင့်လူငွေတွေခက်ခဲဖြစ်နေတယ်ကျွန်တော်ပြောပြတာနောက်တစ်ခုကပါလဲဆိုတော့ဒီ TNA เนาะ TNA တာပုံကြော်လေးနေပြောချင်တယ်เนาะ CO2 စီဥစ္စာတာပုံကြော်ကျွန်တော်ပြောမယ်တော့ခင်ဗျားတို့ဖက်ထားဒီဝါဆိုတာတရှင်ကเนาะဘာကပအဖွေရဲ့အထက်မှာခြီးတဲ့တရုတ်လူနေစုလေးတွေเนาะအဲ့တော့အဲ့ဒီတရုတ်လူနေစုတွေက ဘာကပါကဝယ်ရင်ကဒီဘာဘာပြောနေလဲပါလိပေါ့ဗျာတရုတ်တွေကထောက်ပြနေတယ်နောက်ဆုံးကျတော့သူတို့ကဘာလုပ်လာတယ်ဆိုတော့အဲ့ဒီထိမှရှိတရုတ်တွေကိုအင်အားများလာအောင်သူတို့ပြင်မှာရှိတရုတ်တွေနဲ့နော်ဒီဝါလူမျိုးမသိနာမဲ့လူတွေပူပူပြီးအဲ့ဒီအဓိကရုပ်ကိုတရုတ်အများစုပေါ်တော့ပါပြီးအင်အားကြည့်အောင်လုပ်ပြီးအဲ့ဘာမှကွန်ပြူတာနဲ့ပါတယ်ကိုယ်စုံတွေအဲ့လိုမဟုတ်ထောက်ပြနေနောက်ပြီးသူတို့ဝါဆိုပြီးဝါကုန်းစင်တက်ပြီးရင်ဟုတ်လားဒီလန်နက်ကဖွေးစီးတူတူပြီးဟုတ်လားနောက်ကတရုတ်ကချောချောချောထောက်ထောက်ခံပေးထားတယ် ဟိုမှာစစ်တပ်လည်းဘာလို့လို့မရဘူးနောက်ဆုံးကြတော့ခင်မျိုးလက်ထောက်ညှင်းချက်ယူပြီးအင်အားစာမျက်နှာကြီးတော့လေကြီးလိုက်အဲ့လိုဝါးတွေကြီးပဲဝါးစာသုံးတယ်ဝါးပိုက်ဆံသုံးတယ်ဝါးစကားပြောတယ်ညာ sorry တရုတ်စာသုံးတယ်တရုတ်စကားပိုက်ဆံသုံးတယ်တရုတ်စကားပြောတယ်မြန်မာနိုင်ငံထဲမှာရှိတဲ့ပြည်တွေညာမျိုးလေး၄၅၆မျိုးရှိတဲ့ပိုက်ထားတဲ့လက်လက်ကတခုကသုံးနေတာအဲ့တော့အဲ့ဒီအဖွဲ့ကိုမြန်မာစစ်တပ်ဘာလို့လို့မရဘူးအဲ့တော့အဲ့လိုပဲတရုတ်ကနောက်ထပ်ဘာလုပ်လဲဆိုတော့ဒီ MND လို့ခေါ်ရဲပေါ့နော်ဒီ Kogan Tech ကိုလည်းအဲ့လိုပဲသူတို့ရဲ့လူတွေကိုအစာသွင်းသွင်းသွင်းလာပြီးရင် နောက်ဆုံးတော့ကြာဟုတ်လားအဆွေးနွေးပို့ရကြောက်ပြဟုတ်ကြောက်ပြပြီးဟုတ်လားမသိဘဲဒီ MLD ရဲ့ကုန်းဆောင်တွေကိုပုံကြချင်းတို့ကိုဒီဟွာလုံးတလို့လို့ချင်းချောက်တလို့လို့ပါတယ်အမှန်မဟုတ်ဘူးအဲ့ဒီကိုတို့ကိုသူတို့ကတရုတ်ကနေပြန်တော့ကမန့်ပေးနေတာဒီလိုလုံးဒီလိုလုံးဒီလိုလုံးကမန့်ပေးနေတာနော်ပြနေတော့နောက်တော့ကိုကလည်းကြည့်နော်ညင်သွားတယ်ညင်သွားတော့ဘာဖြစ်လာလဲဆိုနောက်ဆုံးသူတို့ကထဲကြည့်တယ်ထဲကြည့်တော့ဒီ TNA TNA မှာအင်အားနေနေတယ်အဲ့တော့ TNA မှာအခုနောက်ပေါ်ကြတာဘာဖြစ်လာလဲဆိုတော့ ဒီတိုက်ပွဲတမ်းမဲ့လူတွေလို့ဆိုပြီး DNA မှာအခုနောက်ပိုင်းတယုံတွေအများကြီးဝင်လာတယ်တယုံလူတွေအများကြီးရောက်လာတယ်နော်အဲ့တော့တာပုံကျော်ခင်ဗျားကိုကျွန်တော်ပြောမယ်ဝါလဲတချိန်ကနော်ဗမာမျိုးကဗမာမျိုးကမြို့ပါတီနော်တိုင်းမြန်မာနိုင်ငံလာဗမာလူမျိုးတွေနဲ့ခေတ်တော်လိုင်းလက်လက်ကိဖွေးနော်အဲ့လိုပဲ MND လည်းဒီတိုင်းပဲဒါသို့တော်လည်းနောက်ဆုံးကြတာဖြစ်တော့တယုံရဲ့ဩဇာခံအာဏာအောက်ရောက်သွားပြီးရင်တယုံရဲ့ချိုးဆွေးရအရာကိုတွောင်းနေရဖွေးဖြစ်တယ်အခု TN တွေကအဲ့လိုလိုကိုတွဲသူတို့ဗမာတယုံလူတွေကိုအများကြီးဆွေးနေတယ် ဒီ DNA တွေထိမှာတေကွန်ဒိုတွေအများကြီးပါတယ်အဲကြောင့် DNA ကနေစင်းရချက်နေရှားရချက်ပေါ့နော်အင်အားကြီးထွက်လာတယ်လူအင်အားများလာတာပေါ့ဗျာဟုတ်လားနောက်ကလည်းတရုတ်ကလည်းတွတ်ထောက်ထောက်ပြေးလာတယ်ဆိုတော့အင်အားကြီးလာတယ်ပေါ့ကျင်းအားကြီးလာတော့ဘာလုပ်လဲဆိုတော့သူတို့ကသူတို့ရဲ့အင်ကမဟာချောင်းဖြစ်တဲ့ဒီရန်သူတော်ဖြစ်တဲ့တရုတ်ရဲ့ရန်သူတော်ဖြစ်တဲ့ဒီ KIA ကို DNA နဲ့ညံတိုက်လာတော့တွေ့ရတယ်နော်အဲ့တော့ DNA နဲ့အောက်ထိပ်မှာဒီတော့ရန်ဖြစ်တဲ့ကြော်ကြည့်လိုက်ချိန်မှာအဲ့တရုတ်ကုတ်တွေဘာမှစကားတော့မတက်ဘူး အဲ့ဒီကုတ်တွေနဲ့ဖြစ်နေရတာဖြစ်တယ်နေမီလူမှုတွေကိစ္စတွေပေါ့နော်အဲ့တော့တရားတွေကတာဖို့ညော်လို့သိရမှာကမင်းတို့နော် PA ကိုမင်းတို့တော်ပြီးရဟောပလုံးနဲ့နော်ဒူဘာမွားနဲ့ KA မွေးလို့မင်းတို့ကြည်လာတာကြည်လာမှမင်းတို့ပထွေးကဖြစ်တော့မတော်နဲ့တရုတ်ကိုနော်တရုတ်ကအချိန်တန်ရင်အဲ့ဒီမင်းတို့ကိုတရားတွေဟာတအန်တက်တော့ဆိုပြီးကောင်းစင်လေးထားပြီးအောင်တရုတ်တွေဝင်စီးပြီးရင်အဲ့ဒီမှာ channel တခုလုံးကိုသိမ့်ခွစူးစမ်းနေတာဒါချင်းချင်းလေးပဲအမှန်တရားလေးပဲမင်းနော်အဲ့တော့မင်းတို့တာဖို့ညော်လို့ပြောလိုက်မယ် နော်လူစိတ်မွေးလူတော့အတွေးဒါချင်းချင်းပဲမင်းငါ့ကိုတချို့ကပြောလိမ့်မယ်ငါစောင့်ယူမဆိုင်ဘူးအမှန်တရားဆိုတာဘယ်သူမှကောင်းထိထိတာမဟုတ်ဘူးနော်အဲကြောင့်ဒါဘိုးကြောင့်တို့လေအခုလက်ရှိတရားနေမှာလူအင်အားများလာတယ်ဆိုတော့တရုတ်တွေများလာတယ်အဲ့တော့အဲ့လိုမဖြစ်ရဝါတယ်လို့ကိုကန်းတယ်လို့ခင်ဗျားတို့ကဖြစ်ရအောင်နှနာမိခန့်ဝါလူမျိုးအမိခံကိုကန်လူမျိုးအမိခံပြီးရင်တရုတ်ရဲ့အော့ဇာအနာအောက်မှာရောက်တော့တယ်နော် PLA ပေါ့နော်တရုတ်ရဲ့စစ်တပ်လက်အောက်ကိုရောက်တော့တဲ့ အဖွဲ့အစည်းမဖြစ်စေနဲ့အဲ့ဒီအဖွဲ့အစည်းဖြစ်အောင်လည်းသူကစူးစမ်းနေပါပြောလဲအဲ့ဒီ channel ကိုသူတိုက်ဆံမလုပ်ဘဲနဲ့နောက်ဆိုရင်ဟုတ်လားတရုတ်ရဲ့ဩဇာအာဏာခံအောက်အဖြစ်ရောက်သွားမဲ့ပြည်နယ်တစ်ခုဖြစ်လာတယ်။ဒါကိုကျွန်တော်မြန်မာနိုင်ငံသားတွေနဲ့တဘောပေါက်လို့လေ။တော်လည်းလုံးနေတဲ့လူတွေနဲ့တဘောပေါက်လို့လေ။ကြည့်နောက်တစ်ခါပါလဲဆိုတော့အဲ့ဒီတရုတ်ရဲ့မွေးစားသားပဲဒီ MNDA ကနေပြီးဟိုတနေ့ကနော်တရုတ်တွေချွေတူးတယ်။ဒီမြန်မာနိုင်ငံမှာတရုတ်ချွေတူးတယ်။အဲ့ဒါကိုအောက်ကကိုရဲ့လေမြေတွေစက်သီးနဲ့စက်ခင်းနဲ့ပြဲမှဆိုလို့စင်နာပြတာကိုပြစ်ထပ်လိုက်တယ်။အောက်တန်းစား။ဟမ် အဲ့ဒီ MND ရဲ့ခွေးမသားတွေလူ6ယောက်ဆက်ပလိုက်တယ်အပြင်တိကျတဲ့နေရာလေးရှိတယ်အဲ့ဒါမျိုးဘယ်လိုဖြေရှင်းမှာလဲဖေခွေးဆေးမပေါင်းနဲ့နော် MND ရဲ့ကောင်တွေတရုတ်တွေမျိုးခွေးဆေးမပေါင်းနဲ့လူဆေးပေါက်မင်းတို့ MND ဆိုတာဒီကိုကဲလို့ခံထားကြီးကိုကဲလို့ပြောအမိစိတ်တဲ့ပွေးမြန်မာနိုင်ငံသားဆိုပြီးတရိတ်ဆန်စိတ်မပွေးနဲ့ကွာမင်းတို့တရိတ်ဆန်စိတ်ပွေးနေတာအောက်တန်းစားစိတ်ပွေးနေတာကြိအပြင်းမဲ့ပြည်သူတွေကိုတနေ့ရဲ့ဆက်ပလိုက်6ယောက်နောက်ထပ်ထိခတ်တဲ့အားတွေအများကြီးမင်းဘယ်လိုဖြေရှင်းနဲ့ပေးနိုင်ပါလဲ sorry ပဲလား ဖျောက်တာမြန်မာနိုင်ငံတော်ဖာစီမသားတွေမင်းတို့ကတယုံနဲ့ပတ်သက်ရင်မင်းတို့ကဘယ်တော့မှဘယ်သူမှငါစောင့်ကြည့်ရမှာမဟုတ်ဘူးနော်ကြည့်အခုတရားနေတဲ့တယုံတယုံနဲ့ပေါ့မရင်တယုံလူငယ်အများစုဝင်လည်းနဲ့သူတို့တက်ထမထေးထားတယ်တိတ်မကြဘူးတရားနေရနိုင်ပြီပဲကြည့်ရမယ်ဟုတ်လားကုကန်တဲဆိုပြီးနိုင်ပြီပဲကြည့်ရမယ်မင်းတို့တာဖို့ကြော်မင်းတို့ဘေးရောက်တော့မယ်အဲ့တော့တယုံဝင်စီပါမင်းတို့ကသူတို့အဲ့လို plan နဲ့လာလားဝါကိုကြည့်လိုက်အဲ့လို plan နဲ့သူတို့ပြီးနောက်ဆုံးဝါဖြစ်တော့တယ်ဘယ်သူမှလုံးလို့မရတော့ဘူးသူ့ကိုလှုပ်လှုပ်လိုက်ရင်နေစဲအကြောင်းပြပြီးတယုံကကာကာထားတယ်ဒီဘက်က ဟာအောက်တန်းစားမင်းအောင်လည်းဘာမလုပ်ရတော့ဘူးဟို MD လည်းဒီတိုင်းပဲဟမ်ထိမ့်လိုက်တယ်အခုသူတို့တင်ထနေမိတယ်မင်းဘာလုပ်လို့ရလဲကွဟမ်မင်းတို့ပထမတော့ជីជីပြောတယ်လော့လော်ဘီဘောမတွေလဲစာကဆတ်ဘောဘောမတွေလဲစကားအရင်ပြောတယ်ဟမ်စကားအရင်ပြောတယ်ပြီးခုတော့လည်းမဟုတ်မင်းတို့ဒီတော့အမြတ်တက်နေရှားစမ်းမှာမင်းတို့ဘောပဲလိုက်မှာမမင်းနဲ့လာမင်းဘောမရှင်ရင်ငါဝတ်ထားတဲ့ဘောပီရအရင်မင်းတို့ညှိပြီးကတိုက်ပြပြမင်းတို့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီနေရာမှာ ော်အဲ့ MD ကနေပြီးဟုတ်လားမြန်မာနိုင်ငံတိုင်းရင်းသားတွေကိုတက်နေအဲ့မှာကချင်ပါမယ်ချမ်းပါမယ်ဟုတ်လားဒီအခြားဒီကိုကနေပါချင်မှာဟုတ်ကိုမြန်မာနိုင်ငံကတိုင်းရင်းသားတွေတိုင်းရင်းသားကိုတက်နေတယ်အဲ့တော့အဲ့လိုပัฒနာဖြစ်လာဘူးလို့လဲဆိုတော့အဲ့ဒီမှာချစ်တရုတ်တွေလုံးနေတာခင်ဗျာဗျာကိုဒေသလာပြီးခြွေလဲတူးသေးတယ်စီးပွားလဲခြာသေးတယ်ဒါမလုံးပါနဲ့ကဲကွက်တာကိုမင်းတနေတပြောက်ဟဲ့အောင်လည်းလက်ကြည့်စမ်းတုံးတော့တရှုံးမပါတဲ့လူတွေမင်းလောက်သက်တာမင်းတို့နဲ့စကားချတဲ့တလိုက်နေမဲ့မင်းတို့လည်းလက် ကြိုက်ထားမျိုးပြည်သူကိုတို့ခောက်ပြတဲ့ကောင်တွေအောက်တန်းစားတွေတရိတ်ဆန်တွေမျိုးဟာဘာဖြစ်လဲတယုံရဲ့ပေးစာကိစ္စစာပြီးမျိုးဟာလုံးနေတာမြန်မာနိုင်ငံဖေ့ချ်ဘုတ်ကြိုးစားနေတာဘာဖြစ်လဲမြန်မာနိုင်ငံမှာလဲစောက်တုံးမကြတဲ့ခေါင်းဆောင်တွေအစစ်စစ်ရှိခဲ့လို့ဒီလိုတယုံစီမှာအနိုင်ကျခံနေရတာကောင်းပါရဲ့ခေါင်းဆောင်တွေတဲမကြတော့လေအဲ့ဒီခေါင်းဆောင်ကိုပဲပုတ်ဖို့လူကရန်နေတယ်မချိနိုင်ဘူးဟမ်လူမျိုးရဲ့အချုပ်ပြပြအကောက်ပါရဲ့ခေါင်းဆောင်တွေကိုမျိုးဟာကြောက်ထိုးတယ် လာတယုတ်ကိုအဖေခေါ်တဲ့ကုန်ကြတော့အောက်ကဘောမပြကြရမီတော့မြမဒီမှာချီတဲ့ခေါ်တဲ့ခွေးတွေတိလားတရိဆန်နေကိုနိုင်ငယ်ကိုလူမျိုးရှိတဲ့စိတ်ခေါ်မှမရှိဘူးအောက်တန်းစားတွေအဲ့တော့ KIA ကိုဘာဖြစ်လို့ရချာလဲတရားကြီးကအပေါ်ကတော့ဗျာညင်းချေဆွေးနေပါတယ်ဒါပေမဲ့အောက်မဖြစ်အောင်အောက်ကတယုတ်တွေကနေမီလာလူနေတာနေမီလူနေတာအဲ့ဒီနေမီရာလို့ချင်းရင်သူတို့ကအဲ့ဒီမှာနေမီမှာအချောင်းသူတို့အတွက်နော်ဒီ TID နှာမြေတက်ပြီးရင်သူတို့ ရှင်ရှာဖို့ပေါ့ဗျာအဲ့လိုမျိုးပေါ့ဒီဟွာကိုကြည့်တဲ့ MDA လည်းအဲ့လိုပဲနော်ဝါလည်းအဲ့လိုပဲမြန်မာနိုင်ငံကိုဖိယူတယ်ဘာပြောလဲအပေါ်မှာရှိတဲ့ PLA ခေါ်တဲ့တရုတ်ရဲ့စစ်တပ်ရဲ့ဩဇာအောက်တော့အောက်မှာတော်တယ်ကြာနော်ဒါကိုခမရသဘောပေါက်ဖို့လိုတယ်ဒါချစ်ကျတဲ့အမေရိကန်ရေးချပြတာနော်အဲ့ရော MDA လူသဲမှုကဒါပြီတော့လို့မရဘူးဒါပြည်သူလူထုကလက်နက်နဲ့နိုင်ကျင်းတာနော်မတက်ဖြတ်တာဒီတက်ဖြတ်မှုကိုစင်ပယ်တော့ တရားဥပဒေနဲ့ဆောင်ရမှာဖြစ်တယ်ဟုတ်လားပြည်သူလူထု6ယောက်ဆက်တယ်ဘယ်နှယောက်ဘယ်နှယောက်ပြစ်တာ4ယောက်4ယောက်စုံစီတယ်ပြရမှာနော်ဗမာစစ်တပ်လို့အခုလက်မင်းအောင်လက်စစ်တပ်လို့ငါတို့အမှုလုံးတွေပါဆိုလာမလုံးနဲ့လူသိမ်းမှုလူသိမ်းမှုပဲနော်အဲကြောင့်တရားနေကတာဖို့ညုံလည်းပြောလိုက်မယ်လူသိမ်းမွေးမင်းတို့နော်လူသိမ်းမွေးလူတို့အတွေ့ခွန်နဲ့နေအချိန်တည်းမင်းတို့လမ်းပြရောက်တော်လိမ့်မယ်နော်အဲကြောင့်ဒီ NUG ကဘယ်လိုဆော့တာနေရုံနဲ့ KNU နဲ့ sorry ဒီ NUG နဲ့ เนาะဒီလက်ဝါရှင်ရိုက်တဲ့ကိစ္စမှာဒီလူငယ်တွေကသီးသွားတဲ့အတွင်းနဲ့เนาะဆိုတာနီးကဟလာဒီမေယော်လိုက်စစ်တက်ကိုအပြုတ်တက်လို့မရဘူးဆိုတာဒီထွက်လာတာဘာဖြစ်လဲအန်ယူဂျီကတဲ့အလေးလေးလို့တာเนาะလေးလို့မရဘူးလက်မခံကြတော့ဘူးဆိုတော့သူတို့လိန်စင်းနဲ့ပေါ်မှာဆိုးလို့အခုကလာနိုင်ငံတကာပြည်သူများစုဆိုပြီးစကားတွေထင်အောင်ထင်မှတွေချောက်ပြောလာတယ်နောက်ပြီးဘဒိုဆိုတာနီးကလည်းဟုတ်လားအကြောင်းမျိုးမျိုးတွေပြလာတယ်ဒါကိုကြည်ရှင်းအားဖြင့် တကယ်တော်နိုင်ရင်မှဘာတူတယ်လုံးနေတယ်လဲဆိုတော့ကြီးမကျွန်တော်ပြောပြမယ်เนาะကိုငှက်ချင်ကိုချင်တာမဟုတ်ဘူးလက်ရှိအချိန်ထိเนาะနောက်အဲ့လိုမျိုးခမောင်းလို့ဖြစ်လာရဲဖြစ်လာတဲ့အဖွေကိုကျွန်တော်ပြောပါမယ်ခင်ကိုလည်းပြောပါမယ်ခချင်းကိုလည်းကျွန်တော်ပြောပါမယ်ကျွန်တော်ခေါင်းထိမထိဘူးเนาะအဲ့တော့လက်ရှိအချိန်မှာရခိုင်မှန်မှန်သွားနေတယ် KIA မှန်မှန်သွားနေတယ်เนาะရှင်းနေမှန်မှန်သွားနေတယ်ခရရနေမှန်မှန်သွားနေတယ်မြန်မာနိုင်ငံအလေးမဲ့မှာစကိုင်းတိုင်းမှာရှိတယ်ဟုတ်လားဒီမန္တလေး PDL တို့နော်ဒီ BPLA တို့ BNRA တို့မှန်မှန်သွောနေကြတယ်ဒီလိုအဖွဲ့အစည်းတွေကိုတပုတ်တစည်းတွေမလုပ်လို့ရမလားတပုတ်တစည်းတွေလောက်ရမှာကျွန်တော်တို့ကပြီးမှဒီထက်ကောင်းမွန်တဲ့เนาะ plan တွေဆွေးပြီးရင်မြန်မာနိုင်ငံကိုနှိမ်ပြိုးစုံနဲ့ဒုက္ခပေးနေတဲ့ဟုတ်လားဟိုလူကိုရောင်းစားဒီလူကိုရောင်းစားလက်ညှိုးထိုးရောင်းစားနေတဲ့ဘာမှအုံနောက်မရှိတဲ့မင်းအောင်လိုက်တော့အုပ်စုကိုချင်းကိုရှင်းရမှာလို့ကျွန်တော်ဒီနေ့အနေနဲ့ခင်ဗျားတို့ပြောချင်တယ် နော်အဲ့တော့ဘသူဒီလိုမျိုးလုံးနေဖို့တော့ဘသူမှအာနာချစ်တယ်လုံးနေတဲ့အရေးရှိရှိဆိုခင်ဗျားတို့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားစဉ်းစားတွေးတော့ကျွန်တော်ကလည်းဒါပဲပြောချင်တယ်ဘသူပါဘသူပါလည်းညှို့ထုတ်မပြချင်ဘူးကိုယ့်အကကိုစဉ်းစားကြနော်ဒါတော့တဘောပေါက်ဖို့လိုနေမယ်အဲ့တော့ဟိုတော့နေရာတည်တဲ့ခုကြားတယ်ဒီဟိုဒီဟိုပါဗောကြာဒီစခိုင်းကြောက်ဖြူတညာရီရေတဲ့စကဲကိုအေးကနေပြီးအချစ်ချစ်ထိုးဆက်စင်နေပါတယ်လဲဆိုးဆင်းနေချိန်ပါဗောနော်ဒီကြောက်ဖြူပါရောက်ဒီတရုတ်ရဲ့တုံချုံရဲ့အဖွေးတွေပေါ့နော် ရောက်နေတယ်ပေါ့အဲ့ဒီဖွေးတရားနေပြီးဒီဟိုဟာနဲ့စကားဆက်နဲ့ပုတ်ပြီးအေးကိုပြန်ပြီးခုခက်နေတွေးရတယ်ဆိုတော့တင်းနေတက်လာကျွန်တော်တော့ထင်လည်းမထင်ဘူးကောက်ထည့်လည်းမထင်ဘူးအဲ့ဒါထင်စရာလည်းအကြောင်းမရှိဘူးနော်အဲ့ဒီလူ200 300ရှီအောင်နေရင်လည်းဘာမှလုံးလုံးမရဘူးဘာမှလုံးလုံးမရဘူးနယူကလီးယားနဲ့ငါတို့ပြင်မလာဒီတစ်ခုပဲရှိတယ်ဒီတိုင်းပြလို့ငါတို့တော့လုံးစရာမလိုဘူးဟုတ်လားအဝေးကနေပြီးဟောဝါစာနဲ့ထောက်ပြေးအောင်ပဲနောက်ဆုံးအဆင့်ဒီကောင်တွေရုံးမှလာလို့ရှိရင်အဲ့ဒီ gas pile ကိုမင်းရှုပ်ဖောက်လိုက်ပဲဒီတိုင်းမတော့ရမှာပဲ အဲ့တော့သူလည်းလုံရအောင်ပို့ဖို့ဒါပေမဲ့တတင်းတွေကတော့ထွက်တာပေါ့နော်ပူပေါ့ပါဝင်နေပါတယ်ကျွန်တော်ဒါကတော့ကျွန်တော်တို့ကိုယ်မျက်မြင်ကိုတွေ့လည်းမဟုတ်ဘူးဟုတ်လားအဲ့ဒီဖက်မှလည်းကျွန်တော်တို့လည်းလုံးဝစဲသွင်းလို့မရဘူးတော့အတိအကျလည်းမတွန်းနိုင်ဘူးသို့တော်လည်းအဲခက်တော့ကမျိုးတစ်မျိုးကိုသိမ့်မယ်ဆိုရင်တော့နော်အခုတော့အဲ့ဒီကြောက်ကြည့်ဖက်မှပေါ့နော်ဒီစကားစကားအဲ့ဒီဘာတွေကိုမီရှိုးပြီးရင်ပြည်သူတွေလောက်ပဲထွက်တော့အဲ့ပြည်သူလူထုပြည်ထုံးနေတဲ့ပုံတွေတက်လာတယ်အဲ့ခက်တော့ကနေပြီးသိမ့်ဆဲလေးတွေနဲ့အဲ့ဒီတော့သိမ့်မကြခင်ကြောက်ထူကြတော့မှာသိမ့်မကြခင်ကြောက်ထူကြတော့မှာ အဲ့ဒီတညာဝိစေကဲမှာချိတဲ့စေသိမ်းဘောတွေမိလောက်တာအများအောင်မှာအဲ့အချောက်ပြူကြားပြီဆိုရင်တညာဝိစေကဲဟဲ့ရေတက်တွေသိမ်းဘောရေတက်စေသိမ်းဘောတွေအများကြီးမိမိရှုခံအောင်မှာနောက်ခင်ဗျားတို့လည်းကိုယ့်ကိုယ်တွေးတော်စဉ်းစားနော်အားခက်တော့တော့အားခက်တော့နေပြီးရင်သူလှုပ်လာပြီဆိုလို့ချင်းဘယ်တော့ခါမှမရဆိုတာမရှိခဲ့သေးဘူးလောလောဆယ်မှာပေါ့နော်ရခိုင်မှာတင်ခဲ့မျိုးတွေမျိုးအကုန်လုံးမှာသူတို့ကမရဆိုတာအကြောင်းမရှိဘူးနှီးမျိုးစုံနဲ့ရောက်တယ်ခင်ဗျာနောက်ဆုံးခင်ဗျာမော်တော်ဝယ်ကြည့်လိုက် တလဲမချီတူတိုက်ခရရလို့ပြောခဲ့တာအဲ့လိုအခိုင်မလုပ်ထားတဲ့နေရဟုတ်လားလူအင်ကအမြောက်အများနဲ့ခုခံနေတဲ့နေရလူအင်ကလည်းဒီစာကစားကုန်ပြီးပုံကလားတွေပဲခေါ်ပြီးတုံထားတဲ့နေရအဲ့ဒါမျိုးတော့နောက်ဆုံးအပိသက်တိုက်ပိုက်နေဆိုလို့ရှိရင်ခင်ဗျားဒီတ냐ဦးဒီရေတဲမှာဘာလို့လို့ရဘေကိုတော့ပြစ်မှာတော့တတုံးနဲ့ပုံချေယူအောင်ပုံချေဟုတ်လားပြည်သူကချင်းချောက်ဒီလောက်အစ်စ်နဲ့ဘာလို့လို့ရမလဲအချိန်တိုင်းလာပါလိမ့်မယ်တခုတော့ကတခုပြောထားမှာကကြောက်ဖြူကိုကျွန်တော်လုံးပြောချင်စစ်တွေကိုပြောချင်တယ်စစ်တွေကိုကျွန်တော်လည်း ပုံမလင်းပြောတာเนาะအခက်တဲ့တော့ကောက်ဆောက်ပွဲတွေကိုပြောချင်တာစစ်တွေကိုတိုက်တဲ့ခါလုံးဝမညာတာနဲ့အကုန်ချချီရလန်နဲ့အင်အားနဲ့ဟိုလာကျွန်တော်ရန်ဟာပြတော့ကိုလိုမမြင်တခါမှမဆုံးတဲ့လန်နဲ့လည်းပြည်သာပြည်ကောင်တွေပေါ့အဲ့ဒီကအချင်းမီးတဲ့ကောင်တွေကျွန်တော်စီးစီးစရာအများကြီးရှိတယ်စစ်တွေမှာရခိုင်လူတွေရခိုင်ပြည်သူလူထုကအများကြီးတက်ထားတဲ့အစ်စ်တွေဒါစကားကောင်တွေဒီကောင်တွေကိုကျွန်တော်တို့ကလုံးဝတက်ညာပြလို့မရဘူးเนาะကြောက်တော်မှာကလေးတွေပါတက်ပလိုက်ဆိုစစ်တွေမှာကလေးမဟုတ်ဘူးဘိုက်ကြီးတွေပါပါဆဲဆင်းဆဲရမှာပဲเนาะဒါတော့ချင်းချင်းလေးပြောတာ ညင်းချဲတော့အလင်းဝင်ထားဝင်ထားမဝင်ထားခင်ဗျာဘိုက်ကြီးတင်မလဲချုံမှာမဟုတ်ဘူးဒါကြီးဆဲမှာမျက်လုံးမပါဘူးဖောင်းသွားမှာပဲနော်လက်နဲ့ကြီးကြီးဆဲမှာဟုတ်လားဟောဝဇာမှာမျက်စိမပါဘူးတွားချင်တယ်ပေါ့မှာဒါလေးကိုခင်ဗျာသိဖို့လိုတယ်နော်ကဲကျွန်တော်လည်းပေထီကုံသွားပြီပြောချင်တာကလက်ရှိဒီတာဘုံကျော်တို့ပေါ့နော်ဒီ MND တို့ KNU တို့ NUG လိုရက်တွေကချင်းချင်းပြောမယ်ဆိုရင်ဒီလက်ရှိတော်လန်ကြီးကအဖြတ်တွေပဲလုံးလောက်ကျွန်တော်တွေးရတယ်ဟုတ်လားစိတ်သေးဖြတ်အပြက်ပါအောင်လုပ်တယ် စိတ်တက်ဟိုလာစကားကိုမလုံးနိုင်ရတော့ငင်းငင်းတသက်မနေဘဲနဲ့အဲ့လိုပြောဆိုစတာပြေသူလူဒီဖက်တော်လည်းဖွေးအိုင်စိတ်ထိတိမှာဘယ်လိုဖြစ်သွားမှလဲဆိုမတွေ့တော့ဘူးကိုပြောချင်တာပြောရပြီးပြီအောက်တန်းစားစိတ်ဆဲတယ်နော်ကဲယူကစောတာနေလို့လည်းဘာဘဒိုစောတာနေလည်းဘာမှရေရှိမရှိဘူးပထမတော့ဟုတ်မလားဆိုပြီးစကားစကားတွေကြီးကြီးပြောတယ်နောက်ဆုံးကြတော့လည်းမင်းတို့ကဟုတ်လားဒီဒုံညင်းဒုံညင်းပါပဲကွာဟုတ်လားဟိုလိုပေါ့ဘာလဲမန်ဝေးမော်လို့ပေါ့နော်ဒီတော့ဆင်းပါပဲမင်းတို့ ဘာမှရရှိရှိတာမဟုတ်ဘူးမြင်တော့လေနော်အဲကြောင့် energy တဲ့ဒီတိုင်းပဲအဲ့တော့ MDA ကလူဆဲမှုကိုကျွန်တော်တို့စောင့်ကြည့်ရမယ်ဒါဘယ်လိုဖြစ်လာမလဲနော်အဲ့လိုပဲဒီ NU ဒီ TN တွေကတာပုံကြော်ပြောချင်တာက minority မှာရှိတဲ့တရုတ်တွေကိုတတိထားလို့ကလာပြောချင်တယ် KA ကိုတော့ပြည်ရဲမချနဲ့မြို့ခိုင်းမယ်မြို့တော့ KA မှာအောက်ကချင်းတွေကြီးပဲလူမျိုးချင်းမပါဘူးနော်ရှေ့မှာချင်းတွေကြီးပဲလူမျိုးချင်းမပါဘူးရခိုင်မှာရခိုင်တွေကြီးပဲလူမျိုးချင်းမပါဘူးနော်အဲ့လိုဖွေးစီသွားမလုံးနဲ့ငုံတုံးမိတော်လိမ့်မယ်ဒါအကျင်ပြတာအဲ့တော့ ရော့ပြည်သူပြည်သူကကွေးတက်ပေါ့နော်ရော့ PDF ကဒီအခု energy လည်းအောက်ထွက်တော့ပြင်ရင်ကိုပြန်ခဲ့ဒီမှာကိုဖန်တီးဖို့တွဲဆိုပြင်ရင်မဟာမင်းပူပေါင်းပြီးပေါ့နော်ဒီရော့တက်တော်ဆိုခွေးသားတွေ့ရတယ်အရင်ကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လို့ကျွန်တော်မြင်တယ်အဲကြောင့်လက်ရှိမြန်မာနိုင်ငံလေးပါစကိုင်းတိုင်းရောမန္တလေးတိုင်းရောပေါ့နော်ဒီပြည်တို့မှရှိနေတဲ့တော်လိုင်းရဖွေးတဲ့နေနဲ့နော်အေးရဝဲမှရှိဖွေးနေတဲ့စေမနအဖွေနဲ့အဖွေနဲ့ပူပေါင်းပြီးရင်ကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးနေတဲ့မိစ္ဆာအကျူဝါဒရှိတဲ့အကျယ်ဖက်စစ်တပ်ကို မင်းအောင်လက်အုပ်စုကိုနော်အမြဲတမ်းချိန်မှုကြပါလို့အကြံပေးရှင်တယ်ပြောချင်တာကကျွန်တော်ကစစ်တပ်ကိုတိုက်နာမှုဘူးအဲ့လိုလူတစုစာအပေါ်ကနေပြီးစစ်တပ်ကိုဆိုတဲ့အဖွဲ့အစည်းကြီးကိုလာပခုံးကြိုက်ပြီးထိန်သက်ပြည့်နေကောင်လို့ပြောတာဒါကတော့တီးဖို့လို့ပြောတော့နော်လောက်ပါပဲဒီနေ့